်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တမ္မတ်ကြီးဦးကျော်မိုးထွန်းဆက်ထားဖို့ကုလကော်မတီအဆိုပြုမနစ်ကဆုံးဖြတ်ချက်နဲ့အတူတူပဲလို့တမ္မတ်ကြီးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တမ္မတ်ကြီးကဆက်ရှိဖို့ကတည်ကြတယ်လို့ပါပဲဒီလာကမှာအတီးပြုတ်ဖို့အဆင်ပြေချင်မြန်မာကိုယ်စားလှယ်ရုံးတရေရင်မြက်ကပြောပါတယ်ကုလသမဂ္ဂကိုယ်စားလှယ်စီစီရေးကော်မတီ Credential Committee ဟာမြန်မာနိုင်ငံကိုစားပြုခွင့်နဲ့ပတ်သက်လို့လက်ရှိအတိုင်းဆက်ထားဖို့80ချိန်မြောက်အထွေထွေညီလာခံကို အစီရင်ခံစာတင်သွင်းလိုက်တယ်လို့သိရပါဗျ။ကုလသမဂ္ဂဌာနချုပ်မှမြန်မာနိုင်ငံကိုစားပြုခွင့်အထွတ်လက်ရှိတန်မှတ်ကြီးဦးကျော်မိုးထွန်းနဲ့အာနာသိန်းစစ်ကောင်စီရဲ့တန်မှတ်တို့အပြိုင်တင်သွင်းခဲ့ကြပြီး Credential Committee ကအပြိုင်တင်သွင်းလာမှုကိုဘယ်လိုမှမဆုံးဖြတ်နိုင်သေးပေရွှေဆိုင်ဖို့နဲ့လက်ရှိအတိုင်းဆက်ထားဖို့ကော်မတီအတွင်းမဲခွဲခြင်းမရှိပေဆုံးဖြတ်ခဲ့တယ်လို့အစီရင်ခံစာမှာဖော်ပြပါဗျ။ အတိပ္ပေကတော့လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိဖို့ကော်မတီကအစီရင်ခံခဲ့ပြီးအဲ့ဒီအစီရင်ခံစာကိုအထွေထွေညီလာခံမှာအတည်ပြုမယ်လို့ညူရောင်မျိုးရှိမြန်မာအမြဲတမ်းကိုဆက်လက်ရုံးနဲ့နှိဆက်သူသတင်းရမြက်ကသတင်းဌာနကိုပြောပါရယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကလည်း Credence Share Committee ရဲ့အစီရင်ခံစာဒီနေ့ထွက်လာပြီးအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးကနေအတည်ပြုဖို့အစ်စ်ကြံရှိတယ်လို့သတင်းဌာနကိုပြောပါရယ် မနေ့ကဆုံးဖြတ်ချက်နဲ့အတူတူပါပဲခင်ဗျာလို့တမ္မတ်ကြီးကစက်ပြောပါရယ်တမ္မတ်ကြီးကဆက်ရှိဖို့ကတေချာသလောက်ပါပဲညီလာခံမှာအတီးပြုတ်ဖို့အဆင်ပြေချက်မယ်လို့တရင်ရင်မြစ်ကဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်က Credence Share Committee ရဲ့အစီရင်ခံစာထွက်လာကြောင်းအတီးမပြုတ်ရသေးဘူးလို့သိရကြောင်းတရင်ဌာနကိုပြောပါရယ် UN မှာမြန်မာပြည်သူတွေကိုကိုစားပြုပြီး တန်မှတ်ကြီးဥကြုံမထွန်ရှိနေခြင်းဟာမြမပြည်သူတွေရဲ့အတန်ကိုကဘာကအမှန်တိုင်းကြားနိုင်ဖို့အများကြီးအထောက်အကူပြုပါတယ်။တန်မှတ်ကြီးနေရာမှာသာအကြံဖတ်စစ်တပ်လက်အောက်ခံကသူတဦးဦးပြောင်းလဲလက်ခံလိုက်နေဆိုရင်ဒါဟာမြမပြည်သူတွေရဲ့အတန်အစစ်မှန်ကိုလုံးဝပိတ်ချလိုက်ပြီးမူသားတွေအတွက်နေရာပေးလိုက်တယ်လို့ဖြစ်သွားမှာပါ။ဒါကိုကဘာနိုင်ငံအသီးသီးကကောင်းဆောင်တွေအနေနဲ့သိမြင်နားလည်ပြီးမြမပြည်သူတွေရဲ့ကိုယ်စားလှယ်အဖြစ်တန်မှတ်ကြီးဥကြုံမထွန်ကိုဆက်လက် ကိုစားပြုတ်ွက်ပေးခြင်းကသာမြမပြည်သူတွေရဲ့ဆန္ဒနဲ့တထက်တဲကြမှာဖြစ်တယ်လို့ပြောကြင်ပါတယ်။ဒီအတိုင်းပဲဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်လို့ဦးနေဖုန်လကပြောပါတယ်။2021စစ်တပ်အာဏာသိမ်းချိန်ကတည်းကကုလသမဂ္ဂဆင်းမြင့်ကနေအာဏာသိမ်းမှုကိုရှုံချပြီးမြမပြည်သူတွေနဲ့အတူရက်တီခဲ့သူတမ်မတ်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂကိုယ်စားလှယ်စီစီရေးကော်မတီ Credential Committee ကပြီးခဲ့တဲ့၄နှစ်ဆက်မှာလဲအခုလိုပဲဆုံးဖြတ်အစီရင်ခံခဲ့တာပါ။ ကော်မတီရဲ့အစီရင်ခံစာကိုကုလသမဂ္ဂထွေထွေညီလာခံကဆက်လက်အတည်ပြုခဲ့ပါတယ်။တမတ်ကြီးဦးကျော်မိုးထွန်းဟောင်းစေအာနာသိမ်းထားတဲ့မြန်မာနိုင်ငံရဲ့ပြည်ပခအခြေအနေတွေနဲ့မြန်မာပြည်သူတွေခံစားနေမှုကိုကုလသမဂ္ဂမျက်နှာစာကနေထောက်လျှောက်တင်ပြအစီရင်ခံနေတာကိုလည်းတွေ့ရပါတယ်။ဆက်လက်ပြီးအေယာဝတီတိုက်ပွဲမှာအရာရှိတွေပါသေဆုံးထိခိုက်ပြီးအထင်အလို့စစ်တပ်အတိုင်းဝိုင်းမှာခရက်ထနေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ အေယာဝတီတိုင်းတာပေါင်းမြို့နယ်မှာယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်အရာရှိတချို့ထိခိုက်သေးဆုံးခဲ့ပြီးစေကူတနေသူတွေအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ်စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်တာပေါင်းမြို့နယ်တာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတပ်မ66လက်အောက်ခံတပ်ရင်းတွေနဲ့အာရကတပ်တော် AA ဦးဆောင်တဲ့ဖူးပေါင်းတပ်တွေတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်တိုက်ပွဲကစက်တိုက်ပြင်းထန်နေတာဖြစ်ပြီးစစ်တပ်ဘက်မှအထိကိုက်တော်တော်များတယ်ပထမဆေးကုနေရတဲ့သူတွေရှိတယ်လို့မင်္ဂလာတုံစစ်ဆေးရုံကိုပို့ပြီးခုရတာတွေလည်းများတယ် အရာရှိတွေပါထီတော့မိသားစုဝင်တွေလည်းအလုပြတ်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေကစိတ်သက်တွေချနေပြီးရှေတန်းကတိုက်ပွဲကလည်းသတင်းကောင်းမရှိဘူးလက်နက်တွေဆုံးတာလည်းရှိတော့အေးအေးယူခံရသေးတယ်လို့တာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ဗိုလ်ကြီးအဆင့်ရှိသူတအူရဲ့မိသားစုဝင်တအူကပြောပါရယ်။အခုရက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာအာနာသိန်းစစ်တပ်ကဘုံမှုတအူထိဆုံးခဲ့ပြီးဒီဇင်ဘာလ၂ရက်နေ့မှာတော့ပသိမ်မြို့ကရွှေမြင့်တင်တုတ်တံမှာလုံခြုံရေးအများအပြားချပြီးတကြိုခဲ့တယ်လို့သိရပါရယ်။ အေယော်ဒီတိုင်းမှာတိုက်ပွဲတွေစဖြစ်တဲ့2024ဒီဇင်ဘာလအတွင်းမှာအာနာသိန်းဒူကောင်းဆောင်ကိုတိုင်းပသိမ်မြို့ကိုရောက်ရှိလာပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစစ်မှုထမ်းတင်တန်းဆင်းတွေအနေနဲ့တိုက်ပွဲတွေမှာထွက်မပြေးဖို့စီယုံခဲ့မှုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ကလည်းစစ်ကောင်းဆောင်ကိုတိုင်းအေယော်ဒီတိုင်းကိုရောက်လာပြီးစီယုံရေးဆင်းသွားပါသေးတယ်။လက်တလောမှာအေယာဝတီတိုင်းအတွင်းတာပေါင်းမြို့နယ်အပြင်ရွှေတောင်ရံနဲ့လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်နေပါဗျ တာပေါင်းနဲ့လေးမျက်နှာစစ်မြေပြမှာဓမ္မ66လက်အောက်ခံတည်ရင်းတွေဖြစ်တဲ့ခမာယာလေးခမာယာ9ခမာယာ6ခမာယာ10ခလာယာ35ခလာယာ80နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတည်ရင်းတွေဖြစ်တဲ့ခလာယာ63ခလာယာ281တို့ရှိနေတယ်လို့ AA ကနိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်အော်တိုဘလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှီတန်ကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့ဆိုပါတယ် အရာရှိတွေတည်ရင်သာအတန်ထွက်တာစစ်မှုတန်သင်္นานဆင်းတွေနဲ့ပတ်သက်ရင်ဘာမှအတန်မကြရတော့ဘူးရက်ွက်ထဲကနေခေါ်သွားတယ်ပြီးတော့အဆက်အသွယ်မရတော့ဘူးအဲ့ဒီလိုလူတွေအများကြီးပဲလို့အေယာဝတီတိုင်းတနုပြူမြို့ကန်တအူးကပြောပါတယ်ရွှေတောင်ရံတာပေါင်းနဲ့လေးမျက်နှာမြို့နယ်ဟာရခိုင်ပြည်နယ်ခွားမြို့နယ်နဲ့ဆက်ဆက်နေပါတယ်2024ဒီဇင်ဘာလကခွားမြို့ကို အေအေကသိမ်းယူပြီးတဲ့နောက်ပိုင်းမှာလဲရွှေတောင်ရံတာပေါင်းနဲ့ခွားမြို့နယ်နေဆက်တွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့မှုပါတယ် ရွှေတောင်ရံမြို့နယ်ထဲမှာဆိုရင်2025ဇန်နဝါရီလတည်းမှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီးဘောမီနယ်မကြီးစင်ရွာကိုအေအေနဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အင်ဂျီလေးရကျော်ရှိတဲ့ဘောမီရွာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဖြတ်စီခဲ့ပါတယ်။ဒေသခံတချို့လည်းတိုက်ဆုံးခဲ့ပါတယ်။ လေးမျက်နှာမျိုးနဲ့အတွင်းကတိုက်ပွဲတွေမှာလည်းအယက်သားထိခိုက်သေးဆုံးမှုတွေရှိနေပြီးအယက်သားတွေရှိနေတဲ့ကျေးရွာတွေကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကိုအကူအညီတွေပေးချဖို့အတွက်အရာဝတီတိုင်းတွေကအယက်ဖက်လူမှုကူညီရေးလှုံ့ဆော်သူတွေကတောင်းဆိုထားပါတယ်။တိုက်ပွဲတွေထဲမှာအထင်အားတွေတဲ့စစ်အုပ်စုကအယက်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကိုပိတ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လေဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့ကလေးမျက်နှာမျိုးနဲ့စပင်ကြီးပါကိုစစ်ကောင်စီကလေးချောင်းကနေပုံချဲ့လို့အယက်သား24ဦးထပ်မံတည်ဆုံးခဲ့ကြောင်း AYAPDF အမှန်29ပြူဟာကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးလူငင်းခွေးရနိုင်ငံရေးအကျဉ်းသူ30ခန့်ပြန်လည်ဖမ်းဆီးခံရတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။လူငင်းခွင့်ရခဲ့တဲ့နိုင်ငံရေးအကျဉ်းသူများနဲ့အယောက်30ခန့်ပြန်လည်ဖမ်းဆီးခံရကြောင်းသိရပါတယ် နိုဝင်ဘာလ28ရက်နှုန်ငင်းကွန်တေတွင်နိုင်ငံရေးအကျဉ်းသူ185ဦးလွတ်မြောက်လာခဲ့ပြီးနောက်အယောက်30ဝန်းကျင်ကိုစစ်ကော်မရှင်ကပြန်လည်ဖမ်းဆီးခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံကသိရပါဗျ။နေအယောက်ပြီးမှခံဝင်ထိုးပို့လာခဲ့ပါဆိုပြီးနောက်အမှုကပြန်ဖမ်းလာမျိုးတွေပါမြင်းချန်တရက်တိုင်းဦးစားတဲ့လွတ်လာတဲ့ဒေသအစုံကပါပဲရှင်ဟုနိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါဗျ။ စစ်တပ်သည်နိုင်ငံရေးအကျဉ်းသူများကိုအကြမ်းဖက်တိုက်ဖျက်ရေးပုံမှန်များဖြစ်သည့်52ကကြီးနှင့်50ညတို့အပြင်16တင်းပုံမှန်တို့ဖြင့်ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါသည်။ပြန်လည်ဖမ်းဆီးခံရသည့်နိုင်ငံရေးအကျဉ်းသူအများစုမှာအသက်20မှ40ဝန်းကျင်အရွယ်များဖြစ်ကြောင်းသိရပါသည်။ ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့မိမိတို့လုံခြုံရေးကိုအထူးကယူစိုက်ကြဖို့နဲ့ပတ်ဝန်းကျင်အခြေအနေကိုအမြဲမပြတ်လေ့လာကြစေလိုပါတယ်လို့၎င်းကဆက်ပြောပါတယ်။ဒီဇင်ဘာ3ရက်ညနေပိုင်းတွင်လည်းမြင်းချန်ထောင်မှလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသူမတ်ပိုးပီတီခိုင်ကိုမန္တလေးမြို့အောင်ပင်လေရဲစခန်းတွင်ပြန်လည်ဖမ်းဆီးခဲ့သည့်ပါတယ်။ နိုဝင်ဘာ28ရက်ကစစ်ကော်မရှင်မှ905ကကြီးပုံမှန်များကိုလွန်ငင်ခွင့်ပေးရန်ဒီဇင်ဘာ4ရက်အထိနိုင်ငံရေးအကျဉ်းသူအကျဉ်းသားစုစုပေါင်း412ဦးလွှမ်းမြောက်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများခွင့်ရက်ဤစည်ရင်အရာတည်ရပါတယ်။ဆက်လက်ပြီးဂျပန်ဝန်ကြီးချုပ်ကိုဝေဖန်ပြီးတရုတ်အပေါ်စစ်တပ်တစ္ဆာစောင့်တိပြရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာစစ်အုပ်စုသည်နိုင်ငံရေးနှင့်စီးပွားရေးအထောက်ပံ့တွေအတွက်တရုတ်နိုင်ငံအပေါ်အလွန်အမင်းမိကိုလာရသဖြင့်ဘေကျင်းအပေါ်တစ်ဆာစောင့်တိမှုကိုပြသရန်ထိုင်ဝမ်ရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်၏ပြောဆိုချက်အားစတင်ပြောဆိုခဲ့ကြောင်း South China Morning Post ကယနေ့ဖော်ပြပါရယ်။ထို့ပြင်စစ်တပ်သည်မကြာမီကျင်းပမဲ့ရွေးကောက်ပွဲ၌တရုတ်နိုင်ငံထောက်ခံမှုရရှိရန်ရှင်းထောက်ခံမှုဖြင့်၎င်း၏အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်မျှော်လင့်နေကြောင်းလေးလာသုံးသပ်သူများကပြောပါရယ်။နိုဝင်ဘာလ9ရက်တွင်ဂျပန်ဝန်ကြီးချုပ်သည့်ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် Mrs. Sanae Takaichi ပါလီမန်မိန်ကွန်း၌တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းသည်ဂျပန်ဆက်လက်ရှင်သန်ရေးကိုချိန်ချောက်သည့်အခြေအနေဖြစ်နိုင်သည်ဟု ထဲသွင်းပြောရမှစ၍တိုကျိုနဲ့ပေးခြင်းအကြောင်းတန်တမာရေးအငင်းပွားမှုစတင်ခဲ့ခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကနိုဝင်ဘာလ22ရက်စင်ဟွာသတင်းဌာနနှင့်အင်တာဗျူးတွင်ဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ထိုင်ဝမ်အရေးနဲ့ပတ်သက်သောမှားယွင်းသည့်ပြောကြားချက်အပေါ်ကန့်ကွက်ရှုံ့ချ ခဲ့ပြီးမြန်မာနိုင်ငံမှာ One China Policy မူဝါဒကိုအမြဲတမ်းခိုင်ခိုင်မာမာကန့်ဆွဲထားကြောင်းအတည်ပြုပြောကြားခဲ့သည်ဟုသိရပါတယ်။၎င်းကဂျပန်ဝန်ကြီးချုပ် Mrs. Takaichi ပြောကြားချက်များသည်တမိုင်းသင်ငန်းစာများကိုတင်ယူလေ့လာထားမှုမရှိကြောင်းဂျပန်နိုင်ငံမှာအာရှတွင်ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်နောက်သာတရားမရှိဘဲတာဝန်ယူမှုလည်းမရှိခဲ့ကြောင်းမြန်မာအပါဝင်အရှေ့တောင်အာရှနိုင်ငံများသည်ဂျပန်ဖက်စစ်ဝါဒဤတံကိုပြင်းပြင်းထန်ထန်ခန်းဆားခဲ့ကြရပြီး မြန်မာနိုင်ငံသည်ဂျပန်၏ Facet Wada ပြန်လည်အသက်ဝင်လာနိုင်ခြေကိုအပြင်းအထန်ကန့်ကွက်ရှုံချကြောင်းပြောကြားခဲ့သည်ဟုဒီယုံနိုင်ငံသား၏ဌာနတွင်ဖော်ပြထားပါသည်။ပေကျင်းသည်ထိုင်ဝမ်ကိုလိုအပ်ပါကအင်အားသုံးပြီးပြန်လည်ပေါင်းစည်းရန်တရုတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင်ထားသလိုအမေရိကန်အပါအဝင်နိုင်ငံအများစုသည်ထိုင်ဝမ်ကိုလွတ်လပ်သောနိုင်ငံအဖြစ်အတိအမှတ်မပြုတော့လေဝါရှင်တန်အနေဖြင့်ကိုပိုင်အုပ်ချုပ်ခွင့်ရကျွန်းကိုအင်အားသုံးသိမ်းပိုက်ရန်ကြိုးပမ်းမှုအပေါ်ကန့်ကွက်ပြီးလက်နက်များထောက်ပံ့မည်ဟုကတိပြုထားကြောင်းသတင်းကဆိုပါသည် ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲခင်ဗျာအခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။